ဇလိုင်းရဲ့စာစာကြည့်တိုင်းမှာရှိနေစဉ်ရှန်ယောင်ရဲ့ဖုန်းမိလာပါတယ်။သူဖုန်းဝင်လဲတာနဲ့တစ်ဖက်ကလူဟာသူ့ကိုရှာတဲ့လူတွေရောက်လာကြောင်းကိုသတိပေးပါတယ်။ပြောနေရင်မှပဲရှန်ယောင်ဟာလူလေးယောက်ရဲ့ဝမ်းရမှုကိုခံလိုက်ရပါတယ်။ဒါကြောင့်ရှန်ယောင်ဟာထားရပြီးတကားစီကိုတန်းပြေးပေးမယ်။အေဂျင့်တယောက်ကတူလန့်ကိုပိတ်ဆို့တာလို့တစ်ဖက်ကိုပြန်ပြေးရပါတယ်။နောက်ဆုံးမှာအခန်းတစ်ခုရဲ့တကားကိုပွင့်ပြီးအေဂျင့်တွေလည်းကနေလို့အောင်အထဲကနေတကားကိုပိတ်လိုက်ပါတယ်။ဒီလိုနဲ့အေဂျင့်တွေကတကားကိုဖျက်ဆီးဖို့ကြိုးစားနေပြီးရှန်ယောင်ဟာကြောက်လန့်နေချိန်မှာဖုန်းထဲကလူကသူ့ကိုနောက်လဲကြည့်ဖို့ပြောလာပါတယ်။ ဒီအချိန်သူ့နောက်မှာအဝါရောင်စွမ်းရင်ပုံစံတစ်ခုလွင့်ပြန်နေပြီအဲ့ဒီကနေလက်တစ်ဖက်ကသူ့စီကိုလှမ်းထွက်လာပါတယ်အဂျွန်နေတကားကိုဖျက်လိုက်တဲ့အချိန်မှာတော့ရှန်ဝါအဝေးကိုရောက်နေခဲ့ပါပြီသူမကိုဒုတိယကခေါ်သွားခဲ့ပြီအဂျွန်နေကြောင့်တတိပေးဖို့ဆက်ခဲ့တဲ့လူဟာအဲ့ဒီလူပဲဖြစ်ပါတယ်လက်ရှိအချိန်မှာသူကရှန်ယံဝအဂျွန်နေစီကနေတတ်နိုင်လမြဝေအောင်ခေါ်သွားဖို့ကြိုးစားနေပါတယ်သူကသူ့ရဲ့ပေါကစကိတ်တွေပြီးဖို့ကြိုးစားပြီးမယ်အဂျွန်နေရဲ့တနက်နဲ့တစ်တာကိုခံလဲရပါတယ်ဒါပေမဲ့ဒါကသူ့ကိုဘာတန်ရာမမြတ်သွားစေပါဘူး အရင်တော့သူဟာရှယ်ဝင်ချတာပြီးတိုက်ပွဲအတွက်ပြင်ဆင်တာသူမကိုကာဝယ်ဖို့ဒါစီခုလည်းထားခဲ့ပါတယ်။ပြို့ပေါ်ကနေခုံချလာပြီးအောက်ရောက်တာနဲ့အေဂျင့်တူကိုလက်သေးနဲ့ထိုးလိုက်ပါတယ်။နောက်ဆုံးမှရန်သူတယောက်ကသူ့ကိုအလေဖမ်းလိုက်နိုင်ပြီးလေထဲပစ်တင်လိုက်ပါတယ်။လေထဲမှာတိတ်မကြတဲ့တိုက်ပွဲဖြစ်ခဲ့ပြီး ရန်သူဟာသူ့လူ၃ယောက်ကိုကူညီနေသူ့ကိုအဆောက်အဦတစ်ခုနဲ့ပြစ်ပေါက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်တွေပြင်းရှင်းသွားတဲ့အခါမှာတော့အဲ့ဒီ၃ယောက်ဆက်လုံးမှောက်နေပါပြီ။တစ်ဖက်မှာတီလူကပါတီကတရားမှမရှိပေမဲ့သူ့ကိုရင်ဆိုင်နေသေးတဲ့အင်ဂျင်တယောက်ရှိနေသေးတဲ့အတွက်အဆောက်အဦတွေကပြန်ထွက်လာပြီးသူ့ကိုအင်ဂျင်ကိုချွတ်လိုက်ပါတယ်။အင်ဂျင်ကလည်းထပ်ပြီးအချိန်မပြောင်းကျင်တော့တဲ့ကြောင့်အာဂွန်တိုက်ခိုက်ဖို့ဆုံးဖြတ်ကနောက်ထပ်အဆောက်အဦတစ်ခုနဲ့သူ့ကိုပြစ်ပေါက်လောက်ပါတယ်။အင်ဂျင်ကအဆောက်အဦကိုပြစ်လိုက်တဲ့အခါမှာသူကအဆောက်အဦကိုအသားလေးဖွင့်ဆုပ်လိုက်ပြီးတပိုင်းညီဖြုတ်ခွဲကအင်ဂျင်စီပြန်ပြစ်လိုက်ပါတယ်။ အေဂျင်ကကောက်ဝဲပွေးကြိုးစားပေးမယ်သူကအတုံးနေအားလုံးကိုဖိတ်သိမ့်လိုက်ပြီးကြီးမားတဲ့ပောက်ဝဲမှုကြီးကိုဖြစ်ပွားစေလိုက်ပါတယ်ဒီပောက်ဝဲမှုဟာသူနဲ့အေဂျင်ကိုကဘာရဲ့မှန်ရည်လိုပုံစံတရားတစ်မျိုးကိုပို့ဆောင်ရပါတယ်ဒါဟာသူ့အတွက်ပြဿနာများကြီးတက်စီမှာမစိတ်ပြနေပေမယ်သူကအရေးဆုံးအေဂျင်ကိုကင်လွယ်ပလို့ပါသေးတယ်အေဂျင်ကတနက်ကိုထုတ်ပြီးသူ့ကိုချိန်ရပေးမယ်တနက်ဟာဒီကဘာမှာလုံးလို့တော့ပါဘူးသူ့မှာလည်းအချိန်မလောက်တော့တာကြောင့်အဝါရောက်ဆွမ်းရင်ဟာသူတို့ကိုဝိုင်းရလာပြီးအေဂျင်ကိုရေးလိုက်ပြန်လို့ချလိုက်ပါတယ်အစိမ်းတော့ပြန်လဲပြတ်သွားပြီးဒီလူကနောက်တစ်ချိန်မတူညီတဲ့ရလိုက်ရလိုက်မယ်လို့မျှော်လင့်နေပါတယ် နောက်ဆုံးမှာအရာအလုံးပုံမှန်ပြဖြစ်သွားပြီးရှန်ယောင်ဟာစာကြည့်တိုက်မှာရှိတဲ့သူ့စပွဲမှာပြန်နိုးလာပါတယ်။ဒီမဟာအခုဖြစ်ပျက်ခဲ့တဲ့အရာတွေကိုမမမိတော့ပါဘူး။ဒီမဘေးမှာဝမ်ရှောက်ဆိုးဆိုးနဲ့ကောင်းလေးကျနေတာကိုတွေ့ရပြီးသူကတင်ကြအေးစားကိုနားမလည်လို့ဒီမစီကအကူညီတောင်းနေပါတယ်။နေမရတော့ကုန်လုံးသွားပြီးအထက်တန်းကျောင်းသားစုဝေးပွဲတစ်ခုလုပ်နေတဲ့လူတို့စုစီမြင်ကွင်းကပြောင်းသွားပါတယ်။ဒီအချိန်သူတို့ကဂိမ်းတစ်ခုကိုဝစားနေကြပြီးရှန်ယောင်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီမဟာဝမ်နဲ့မျိုးလုံးချင်းဆိုင်မိသွားတဲ့အခါစိတ်လှုပ်ရှားပြီးမလုပ်မိတော့ပါဘူး။ ဂိမ်းရဲ့အစီအမင်းတစ်ခုအနေနဲ့ရှုံးတဲ့လူကလှုပ်ဝဲချက်တစ်ခုကိုဖွင့်ပြရမှာပါ။ဒါကြောင့်တခြားသူတွေကရှယ်ယံဝဲ crash ကဘာလို့လဲဆိုတာကိုပြောပြခိုင်းပါလေ။ရွန်ကဒါကိုကြားလာနေချက်ချင်းပြောလာတဲ့ကြောင့်သူ့ခန်းဖော်တွေကသူ့လိုတော့အလူတယောက်ကိုရှယ်ယံဝဲကြိုက်မှာမဟုတ်ဘူးလို့ဝိုင်းစားကြပါလေ။ဒါပေမဲ့ဝမ်ပါဝင်အလုံးရဲ့အားအသင့်စရာဖြစ်ရှယ်ယံကရွန်ကိုကြိုက်ကြဝင်ခံလိုက်ပါလေ။သူမကအလေတန်းကြောင့်မစားသွေးတဲ့နေ့ကစပြီးရွန်ကိုကြိုက်ခဲ့တာဖြစ်ကြောင်းပြောကသူမနောက်နေရမဟုတ်ကြောင်းလည်းပြောပါလေ။ရှယ်ယံသူ့အပေါ်ဝဲခံလိုက်ခြင်းကဝမ်တို့အတွက်သူ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာတယ်လို့ခံစားရပြီး ဒါဟာသူ့အတွက်အပြောဆုံးနေ့စဉ်ဆိုလည်းမမှားပါဘူး။ဒါပေမဲ့တွေ့ဆုံဝဲပြီးသွားပြီ။သူကလူလို့စဲအိမ်ပြန်တဲ့လမ်းမြစ်ပြီးမှထိုးကျိတ်ခံနေရပါတယ်။ဝဲဟာဒီလူတွေကိုသူ့ဘောမှာတခါမှမတွေ့ဘူးပဲ။သူ့ရဲ့ခေါင်းဆောင်ရှင်ကရှန်ယွန်ကိုကြိုက်နေတယ်လို့ဖြစ်ပါတယ်။ဒါကြောင့်ရှန်ယွန်ကဝမ်ဝကြိုက်နေတဲ့ကြောင့်တီးပြီးတဲ့နောက်မှာမှုဖို့လုံးမဲ့စားသူကဝမ်ကိုမစ်စီဆွဲခေါ်သွားပြီးသူ့လက်အောင်ငယ်သားတွေနဲ့ဝမ်ကိုတက်ဖို့ချင်းရောက်ပါတယ်။ဝမ်ကဆွန်ကျင်ကိုဂိုင်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တည်ထားပြီးဆွန်ကျင်ကရှန်ယွန်ကိုအမြဲတစေနောက်ဆက်နေကြောင်းကိုလည်းကြားပို့ထားပါတယ်။ ဒါကိုသိပေမဲ့လည်းအခုချိန်ရန်သူကများနေရကြောင်းသူဘာမှမလုပ်နိုင်ဖြစ်နေပါတယ်။စွန့်ကျင်ကဝမ်ရဲ့ဖုန်းနဲ့ရှယ်ယောင်ကိုဗီဒီယိုခေါ်ခေါ်ပြီးသူမချစ်သူရဲ့တနာစရာအခြေအနေကိုပြပါတယ်။ဒီအခြေအနေကိုမြင်တဲ့ရှယ်ယောင်ကကြောက်လန့်နေကြဖြစ်သွားပါတယ်။ဒါကြောင့်ဝမ်ကသူမစိုးရိမ်နေမှာကိုမလိုလားတာကြောင့်သူမကိုဒီကိစ္စနဲ့ဆွေးမခေါ်ဘူးစွန့်ကျင်ကိုပြောပါတယ်။ဒါပေမဲ့စွန့်ကျင်ကတော့လက်မခံပဲဝမ်ရဲ့အရှိရတဲ့အခြေအနေကိုကြည့်စီကဝမ်လိုရှုံးသမားကရှယ်ယောင်နဲ့မတန်ကြအောင်ပြောပါတယ်။သူကဝမ်ကိုရှယ်အောင်နဲ့ထမပတ်သက်တော့ရဲ့အချိန်လိုကမ်းပြီးမဟုတ်ရင်မြေထဲပြစ်ချမယ်လို့ချင်းချောက်ပါတယ် ဒါပေမဲ့ဝမ်ကသူ့ကိုဆွဲခိုင်းထားတဲ့လူကိုကောင်းနေပစ်တိုက်လိုက်တာကြောင့်မြစ်ထိတ်ကိုတကယ်ပြုတ်ကျသွားပါတယ်။ဒါကိုမြင်တဲ့စိုးရင်ကလည်းစိုးအင်ဒီကြီးဖြစ်သွားပါတယ်။သူကဝမ်ကိုရှယ်ယောင်နဲ့မပတ်သက်အောင်ချင်းချောက်ရတာလို့ချင်တာကြောင့်ဝမ်ရဲ့ရှင်နေကိုမြင်တော့စိုးအင်ဒီကြီးအော်ခေါ်ပါတယ်။ဒါပေမဲ့ဘာမှအကြောင်းမထူတာကြောင့်ဝမ်တကယ်ရှော့သွားပြီလို့ထင်လိုက်ပါတယ်။ဒါကသူ့အနေနဲ့လူတက်မှုကျွလွန်သူလို့ဖြစ်သွားပြီ။ပူဆိုးတာကမျက်မြင်တက်တဲ့အနေနဲ့ဗီဒီယိုခေါ်တဲ့ကရှယ်ယောင်ရှိနေရပါ။ဒီအချိန်ဝမ်ကရေထဲကျသွားပေမဲ့ကူးကပ်ဖို့စိတ်ကူးမရှိတဲ့ပုံပါပဲ။ သူကလေးဘွားကိုပြင်ပြရောင်းပြီအဲ့ဒီအချိန်လုံးကဂျံမွေးတစ်ခုကနေထွက်ပြေးခဲ့တာကြောင့်အတန်းဖော်အားလုံးရဲ့တောင်းပြန်တည်အောင်မှုတွေကိုခံခဲ့ရပါတယ်။ကျောင်းစီပြီးအားလုံးအိမ်မက်သွားကြပြီမယ်။ဝန်ကားတော့မပြန်သေးပဲစိတ်တကြနေသေးပါ။နောက်ဆုံးရှင်အောင်ထွက်လာတဲ့အခါကေးဘွားမထိုင်နေတဲ့ဝန်ကိုတတိထားမိတော့ပါတယ်။ဝန်ကိုဘာဖြစ်နေရလဲမသိဘူးမယ်။သူကတော့ဘာမှပြန်မပြောပါဘူး။ဒါပေမဲ့သူ့လက်ကတန်ရာကိုမြင်သွားတဲ့အခါမှာတော့ရှင်အောင်က plus jacket ပြလိုက်ပါတယ်။အဲ့ဒီကလေးကစားပြီးသူတို့နှစ်ယောက်တိလက်ခဲ့ကြတော့ပါ။တရှိချိန်မှာတော့ဝန်ကရေရောက်ကလင်းတစ်ခုကိုမြင်တဲ့အတွက်ကူးသွားကြည့်လိုက်တဲ့အခါမှာ ကုပါတော်တို့ခုဖြစ်နေပြီသူကင်လိုက်တဲ့ခါမှာတော့အဲ့ဒီရကဒုက္ခနာကိုလည်းဝင်သွားပါတယ်သူချက်ချင်းပဲပူတော်လာသူတို့ခန်းစားလိုက်ရပြီခဏကြာတော့သူက dimension တစ်ခုတည်းကိုရောက်သွားပါတယ်ဒီအချိန် system ပေါ်လာပြီသူ15မီတာပတ်လည်ကိုနေရာကူပြောင်းနိုင်ကြအောင်ပြောလာပါတယ်ချက်ချင်းဆိုသလိုပဲသူကမိရဲ့ထက်လေထဲမှာပြန်ပေါ်လာတဲ့ကြောင်းသူ့ကြောင့်မကြောက်နေပြီမဲ့ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးအဘေါ်ကနေသူ့ကိုရှာနေတဲ့စွန့်ညင်တို့ကိုတွေ့နေရပြီသူ့ကိုတတိထားမိခံနေပါတခြားနေရာကိုထပ်ပြီးနေရာကူပြောင်းသွားပါတယ်ဒီတစ်ခါမှာသူစာသင်ခန်းထဲရောက်သွားပြီမဲ့ အဆောင်ကရောက်လာတာကြောင့်နောက်တစ်ခါတယ်လီဖုန်းဆက်လုပ်လိုက်ရပါတယ်။ဒီလိုနဲ့အိမ်ပင်ရောက်သွားတဲ့အခါမှာရှန်ယောင်ကိုဖုန်းဆက်ပြီးအဆင်ပြေကြောင်းပြောပါတယ်။ဒီအချိန်စွန့်ညင်လူကတော့သူ့ကိုအပူတပင်းရှာနေသေးပါ။သူအိမ်ရဘောလဲလိုက်တဲ့အချိန်မှာစနစ်ကပြန်ပေါ်လာပြီးစိတ်ငြိမ်သွားပြီလားလို့မေးပါတယ်။သူ့နောက်ကိုဘာကြောင့်လိုက်နေရလဲလို့ဝန်ကမေးတော့စနစ်ကအခုချိန်မှာသူ့ခန္ဓာကိုယ်နဲ့ပေါင်းဆက်သွားပြီဖြစ်ကြောင်းပြောပြပါတယ်။အဲဒီနောက်သူကကုဘတော်နဲ့ဆွဲကောခံရပြီးသူကကုဘတော်နဲ့ပေါင်းဆက်သွားတာကြောင့် Horary Q system ရဲ့ပိုင်ရှင်ဖြစ်သွားကြောင်းရှင်းပြပါတယ်။ အခုသူဟာကူဘာတော့ရဲ့အတွင်းမဲကိုရောက်နေတာဖြစ်ပြီးအပြင်မှာသိရဲဆိုပေမဲ့အတွင်းမှာတော့နေရာကျကြီးတစ်ခုရှိကြောင်းကိုလည်းသိလိုက်ရပါတယ်။ဝမ်ကစစ်စတန်နဲ့သူ့ရဲ့တယ်လီဖုန်းစွမ်းအင်ကိုလေ့ကျင့်မှုကြိုးစားပေမဲ့မကြခင်မှာပဲကူဘာတော့ရဲ့စွမ်းအင်ကုန်သွားပြီးတိုက်အုံကနေတိုးကြတော့မျိုးဖြစ်သွားပါတယ်။စစ်စတန်ကသူတော်သားရဲ့စွမ်းအင်ကိုကုန်ခွင့်နေပြီမို့တမနစ်ကိုတကြိမ်ပဲတယ်လီဖုန်းလုပ်လို့ရတော့မယ်လို့ပြောပါတယ်။မတော်တဆအမြင့်တနေရာမှာစွမ်းအင်ကုန်သွားတဲ့အန်နေရှိတာကြောင့်ဝမ်ကလေ့ကျင့်တာကိုခဏရပ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့စစ်စတန်ကပူပေးခြင်းနဲ့လေ့ကျင့်ရေးပုံစံကိုအကြံပေးပါတယ်။ အဲ့ဒါကတော့သူ့ရဲ့15မီတာပတ်လည်မှာရှိတဲ့အရာတွေကိုအာယုံခံနိုင်မှုပါဝါကအဲ့ဒီစွမ်းရည်အစ်တစ်ကိုစမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အေကန်တခြားအခန်းကအဲ့ရဘောကဆုံးလို့ပဲနဲ့ရေချိုးနေတဲ့အင်ဂျင်ကိုပါမြင်လိုက်ရပါတယ်ဒီလိုနဲ့အပြင်ဘက်ကိုစမ်းကြည့်လိုက်တော့ကြောင်တကောင်ကိုတွေ့လိုက်ရပြီကြောင်ဝါပြဆိုက်ကြည့်လိုက်တဲ့အခါမှာတော့လန့်တော့ပါတယ်ခဏနေတော့စွမ်းရည်တွေများတာကိုတုံးဆဲထားတာကြောင့်သူ့ခန္ဓာကိုလည်းပြင်းမမိလဲရတော့ပါတယ်နိုင်ရင်နဲ့ငယ်ကြဝမ်ပြနိုးလာတဲ့အခါမှာတော့သူ့ခံနေကိုတည်အောင်နေပါပြီ။သူ့အနေနဲ့ဒီတဘာဝလုံးစွာရီရှိလာတာကိုမေုံနိုင်ဖြစ်နေပေမဲ့ အကျင့်နဲ့ငယ်ပဲတုံးလို့ရတာကြောင့်အမေရဖြစ်နေပါတယ်။ဒါကြောင့်သူဘလို့ပူပြီးတန်မာလာနိုင်မလဲလို့စစ်စံကိုမေးတော့စွာရင်ပါတဲ့ကြောင်တွေကိုစုပ်ယူဖို့ပြောပါတယ်။ဒီလိုနဲ့စစ်စံရဲ့အကူအညီနဲ့အနီးနားကဥယျာဉ်မှာအုံပြုလို့ရမယ်စွာရင်ကြောင်တွေရှိကြောင်းကိုတည်တော့တွှတ်ရှာဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ရှာရီသွားတဲ့ခါမှာတော့တာမန်ကြောင်တွေပုံစံတားရှိတာကြောင့်အာဝန်နေပေမဲ့ခုပါတော့ကစုပ်ယူလိုက်တဲ့ခါမှာတော့သူ့ဆွမ်းအားတွေတိတိတသာတိုးလာတာခံစားလိုက်ရပါတယ်။ကြောင်တွေကအစင်းနဲ့ကြောင်တွေဖြစ်ပေမဲ့ခွန်အားနှမနဲ့ခန္ဓာရဲ့တမတ်တိုးလာကြောင်းကိုလည်းစစ်စံကပြောပြပါတယ်။ နောက်နေ့မနေ့ကြောင်းရောက်တော့ရှန်ယောင်တဲ့စကားပြောနေတော့စွန်ကျင်တို့ကိုရောက်လာပါတယ်။ရန်ဟာမနေ့ကရလာတဲ့ဆိုရင်အရင်းနဲ့သူတို့ဖွဲ့ဝင်နိုင်တယ်မလားမသိတော့စစ်ဆန်ကအဖွဲ့ရဲ့တက်ခတ်ရေးဆိုရင်ဟာပြင်းပြငါးမတားရှိပြီးတော့ဝန်ရှောက်ရှိုးအနေနဲ့ကတော့တက်ခတ်ရေးဆိုရင်၂၂မတ်ရှိကြောင်းပြောပြပါတယ်။စွန်ကျင်ကရှန်ယောင်ကိုနောက်ဆက်နေတော့ရန်ကကြောင်းဝင်လာပြီးရန်ပွဲဖြစ်ပေါ်တော့လို့ဖြစ်ပေမဲ့ဆီယာကအတန်းလေးဝင်လာတာကြောင့်နောက်ပင်ဆိုလဲရပါတယ်။ဒီလိုနဲ့စွန်ကျင်ကမဖြတ်သွားခင်ညနေ9နာရီဘတ်စကတ်ဘောကွေးမှာလာတွေ့ဖို့ဝန်ကိုပြောတော့ပါတယ်။ညနေပိုင်းဝန်ချင်းထားတဲ့နေရာကိုရောက်တော့စွန်ကျင်တို့ဘက်ကစောင့်နေပါပဲ။ အဖွဲ့မှာလူ73ယောက်တော့ရှိနေတာကြောင့်သူ့အနေနဲ့အနိုင်ရဝင်20ရာခိုင်နှုန်းပဲရှိတယ်လို့စစ်ဆန်ကပြောပါတယ်။ဒါကြောင့်ဝမ်ကတယောက်ချင်းတိုက်ပွဲဆွံ့ကျင်ကိုစင်ကိုတော့အဖွဲ့တွေကကတုံးကောင်ကထွက်လာပါတယ်။အဲ့ဒီလူရဲ့တက်ခဲရေးဆိုရင်ကစေမရှိကြောင်စစ်ဆန်ကပြောတော့ဝမ်ဆက်ရေးသွားပြီမဲ့တတိယတက်ခဲကိုဆုံးဖြတ်လိုက်ပါတယ်။ကတုံးကလည်းယုံကြည်မှုပြင်းနေတက်ခဲလာပြီမဲ့ဝမ်ကတော့တက်ခဲမှုတွေကိုရှောင်မဲချောင်းနေပါတယ်။ဒီလိုနဲ့အချင်းကြလာတဲ့ခါမှာတော့ကတုံးကလည်းမောပန်းလာပြီးဒါကုန်မြေတဲ့ဆွံ့ကျင်ကအချင်းနေမကောင်းမှန်းသိတာကြောင့်ကတုံးကိုအကုန်ထိုးတက်ခံပါတယ်။ဒါပေမဲ့ဝမ်က ကရိုးရဲ့တိုက်ခိုက်မှုကိုခုခံပြီးမျက်နှာကိုအကုန်ထိုးကာနေရစီပြပောက်လိုက်တဲ့ကြောင့်ကရိုးလည်းပေါက်တော့ပါတယ်။အရင်နောက်ဝမ်ကစွန်ညင်ကိုမင်းရဲ့လှည့်ပေးလို့ပြောပေးမယ်။စွန်ညင်ကတော့သူ့လူတွေနဲ့ဝမ်တိုက်ခိုက်မှုပြင်ပါတယ်။ဒီရိုးစနစ်ကိုအနိုင်ရနိုင်ချေဘယ်လောက်ရှိလဲလို့ဝမ်ကမေးတော့သုံးနေရခဲ့လို့ရှိကြအောင်တိလိုက်ရပါတယ်။တပ်ပွဲကရှောင်းလို့မရတဲ့ကြောင့်ဝမ်ကတိုက်ခိုက်ပေးမယ်။ရန်သူကလူဝင်ရမရတဲ့ကြောင့်ထိုးလက်ချက်ချို့ကိုခံလိုက်ရပါတယ်။ တဲကွာနောက်ကနေတိုက်တိုက်ခိုက်ပြီးချောင်းလင်ကူဖူးအကွက်တွေပြနေရကြအောင်ဂွမ်ကအဲ့ဒီလူရဲ့ကွာကိုကန်ပြီးလေဘကန်ထုတ်လိုက်ပါတယ်ဒီလူနဲ့ဆက်တိုက်ခိုက်နေတတိတစ်ချက်အလွန်မောဂွမ်ကဖမ်းချုပ်ခံလိုက်ရပြီးနောက်ထပ်တယောက်ရဲ့ကန်ချက်နဲ့လွတ်ထွက်သွားပါတယ်ဒီအချိန်လေးကိုမြင်လိုက်ရတဲ့စုံညင်ကပြောနေပြီမယ်နောက်တစ်ခဏမှာဝမ်ပြုတ်လိုက်တဲ့သူ့လူနဲ့ထိပ်ပြီးသူ့ဝမ်နောက်ကိုလွတ်ထွက်သွားပါတယ်သူပြန်ထလာတဲ့အချိန်မှာတော့သူ့လူအားလုံးကဝမ်ရဲ့လက်ချက်နဲ့မှောက်ကုန်လာကြအောင်စုံညင်ကြောက်လန့်နေကြဖြစ်သွားပါတယ် ရန်ကလည်းသူစွိုင်းလေကုံကန်နီးနေပြီဖြစ်ကြောင်းစစ်တန်ကတတိပေးလာတာကြောင့်စွန်းညင်ကိုခြောက်လန့်မှုသာစီစဉ်လိုက်ပါတယ်။ရုတ်တရက်ဒီအချိန်မှာပဲမြောက်ပိုင်းလူမဲဖွဲ့ရဲ့ရံပန်တောင်ပိုင်းလူမဲဖွဲ့ရောက်လာပါတယ်။သူတို့ကစွန်းညင်တို့နဲ့ဆင်းရင်ရှင်းဖို့လာပေမဲ့လူတယောက်ထဲရဲ့အသိခံလိုက်ရတဲ့စွန်းညင်တို့ကိုတွေ့တော့လောင်ရဲပါတယ်။အဲ့ဒီနောက်သူတို့ဘက်ကဝန်ကိုတက်ခိုက်ဖို့လုပ်တော့ဝန်ကထွက်ပြေးနေရပြီ။သူ့ကိုမိခင်နီးမှာပဲတယ်လီပို့အစွဲနဲ့မီးကလုံးစီသွားပြီးပြေးလိုက်ပါတယ်။ရုတ်တရက်မှောင်သွားတဲ့ကြောင့်တောင်ပိုင်းဖွဲ့ခေါင်းဆောင်ခုခွန်ကသူ့လူတယောက်ကိုတွားဆီးကြည့်ဖို့ပြောပါတယ်။ အဲ့ဒီအချိန်မှာပဲ run ကသူ့နောက်ကိုရောက်လာပြီး Devin ကနေဆွဲကအပြစ်တက်ခတ်ရပါတယ်မိသွားဖွင့်တဲ့ကောင် knowledge ကြီးလိုက်တဲ့အချိန်မှာတော့သူ့အဖွဲ့သားအလုံးကအမတ်တက်ခံရပါပြီစွန့်ညင်ကလည်းပါဇက်အဟောင်းသားနဲ့ကြည့်နေတဲ့အချိန်မှာအပြင်ဘက်ကနေတကားပွင့်ဖို့အော်ပြောတဲ့တံကိုကြားလိုက်ရပါတယ်အပြင်ဘက်မှာတော့ရှေယောင်ကကျောင်းဆရာဘင်းနဲ့အတူရောက်လာတာဖြစ်ပြီး one energy ခံရနေရမှာကိုစိုးရိမ်နေပါတယ်ဒီအချိန်အလစ်ပြေးမှုကြံနေတဲ့စွန့်ညင်ကိုဝမ်ကတားလိုက်ပါတယ် သူကရှယ်ယံကိုတမနောက်ရှက်ဖို့ခရီးတောင်းလိုက်ပြီးဒီတောင်ပိုင်းနေမြောက်ပိုင်းဖွဲ့တိုက်ပွဲမှာသူကဘာမှမဆိုင်ရောက်ဆရာတွေကိုဝန်ခံဖို့စွန့်ညင်ကိုပြောလိုက်ပါတယ်ဒီလိုနဲ့ဆရာတွေဝင်လာတဲ့ခါမှာတော့ဝမ်ကိုထိုးဖို့ဟန်နေတဲ့စွန့်ညင်ကိုနေလိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းဝမ်ကစွန့်ညင်ရှိတဲ့ကြောက်တုံးတွေကိုလိုက်ရှာပေးမယ်ပိုင်ရှင်ရှိပစ္စည်းတွေဖြစ်နေပြီးဆိုင်ကားကြောက်တွေကိုလည်းမဝယ်နိုင်ဖြစ်နေပါတယ်ဒါကြောင့်သူ့ရဲ့ရှိစုမဲ့စုနဲ့ဒူဖော်ရဲ့ပစ္စည်းတွေကိုသာဝယ်ပြီးတော်ထဲမှာကြောက်ရှာဖို့ထွက်လာခဲ့ပါတယ်ဒါပေမဲ့သူရောက်သွားတဲ့ခါမှာတော့စွန့်ညင်ကြောက်တုံးတွေက တောင်ကြီးတွေရေကန်လေတွေမြောင်းအနယ်ကြီးတွေမှာလာရှိနေကြကြောင်းသူ့အနေနဲ့ဘလို့မှယူလို့မရဖြစ်နေပါတယ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာပဲသူ့အောက်မှာမြောင်းလိုင်ကိုတခုရှိနေပြီအဲ့ဒီကနေစွမ်းအကြောင်းတွေကိုထောက်လဲမိကြအောင်စစ်စတန်ကအကြောင်းကြားလာပါတယ်သူချက်ချင်းပဲတယ်လီဖုန်းလုပ်ပေးမယ်သူ့အောက်ကကိုကလုံးဝအလုံးပိတ်ဖြစ်နေကြကြောင်းတယ်လီဖုန်းလုံးမရဘူးလို့စစ်စတန်ကပြောပါတယ်သူ့အနေနဲ့တယ်လီဖုန်းလုံးမယ်ဆိုရင်အနည်းဆုံး10စင်တီမီတာလောက်အဟားရှိနေဖို့လိုမယ်လို့လည်းပြောပါတယ်ဒီလိုနဲ့သူကအဟားကိုရှာဖွေသွားနေရင်ရေရန်တစ်ခုကိုတွေ့ပါတယ် ရေဆိုတာကမေယောက်တဲကိုစိတ်ဝင်တာမို့အဲ့ဒီမှာအဟာရှိနေမဆိုတော့ဝန်တိလိုက်ပါတယ်။ဒါကြောင့်သူကအဲ့ဒီကနေတယ်လီပို့လုပ်လိုက်တဲ့ခါမှာမေယောက်ကိုတဲကိုရောက်သွားပါတယ်။ဂူရီရှောက်ရှောက်သွားနေစစ်တန်ကအနားမှာစွမ်းရည်ကြောက်လို့ရှိကြောင်းပြောလာပေမဲ့သူ့ရှေ့မှာကြောက်နေရရှိနေအောင်ဆက်သွားလို့မရဖြစ်နေပါတယ်။ဒါပေမဲ့ကန်ကောင်းစွာနဲ့လေးစီးချောင်းကိုအာယုံခံပြီးအဲ့ဒီကိုတယ်လီပို့ထပ်လုပ်လိုက်တဲ့ခါမှာတော့ဂူတစ်ဖက်ချန်ကိုရောက်သွားပါတယ်။စစ်တန်ကလည်းကြောက်တွေနဲ့နီးလာကြောင်းအတီးပေးပြီးဝန်ကအမှန်ပြောင်းနေရှာကြည့်လိုက်တော့သူရှာနေတဲ့ကြောက်တွေကိုတွေ့လိုက်ရပါတယ်။ကြောက်တော့တွေကလက်နက်မမီတဲ့နေရာမှာရှိနေရအောင် ူဘလို့ယူရမလဲစဉ်းစားနေတော့သူ့နောက်မှာမွေကြီးတစ်ကောင်ရှိနေရဘူးတော့မသိခဲ့ပါဘူး။ကန်ကောင်းစွာနဲ့ကိုက်ခံရတော့မချိန်ပါပဲ။တယ်လီပို့လုပ်လိုက်တဲ့ကြောင့်တီတီလေးလွတ်သွားပါလေ။ဒီလိုနဲ့ကြာတိုးနဲ့နေရကိုဆက်သွားနေရင်တယ်လီပို့လုပ်လိုက်နေ။အန်ရီကလည်းကက်လွတ်နေပါလေ။ကြောက်တော့ရှိရအောင်နေရကိုရောက်တော့စွိုင်းကြောက်တော့ဆက်နေလို့ရှိကြအောင်စေချန်ကပြောတဲ့အခါမှာဝမ်ဟာသူဒီကြောက်တော့တွေကစွိုင်းတွေအားလုံးကိုဆုံးလိုက်ရင်စူပါမန်ဖြစ်လာလောက်မယ်ဆိုပြီးသူပြောနေပါတယ်ဒီလိုနဲ့သူ့ကိုယ်ကအနာကကြောက်ဆုံးမှာကျိုးနေချီပြီးစွိုင်းကြောက်တော့တွေကိုစတင်တူးနေတဲ့အချိန်မှာငွေကြီးကလည်းသူ့နောက်ကိုချိန်ခတ်လာနေပါပြီ ဝမ်ကကြောက်တုံးတစ်ခုကိုဖြုတ်နေရင်အောက်ကိုကြားတော့လို့ဖြစ်သွားတော့အောက်မပန်းရှိမလဲဆိုပြီးအာရုံခံကြည့်တဲ့အခါမှာပဲအနားကိုရောက်နေတဲ့ကြီးမားတဲ့မွေကြီးကိုတွေ့လိုက်ပါတယ်။ဒီကောင်ကြီးကစားတိုက်ခိုက်လာတဲ့အခါမှာတော့သူကချောင်လိုက်ရင်းနဲ့နှကောင်သားအောက်ပြုတ်ကျသွားပါတယ်။ဒါပေမဲ့သူကကျိုးနဲ့ချီထားတာကြောင့်တန်လန့်ကျင်ခဲ့ပြီးမွေကြီးကအောက်ကိုပြုတ်ကျသွားပေမဲ့ကျိုးကကောင်းလုံးတဲ့ကြောင့်မကြခင်သူပဲပြုတ်ကျသွားပါတယ်။ရေထဲမှာမွေကစားတိုက်ခိုက်လာတော့သူ့ရဲ့နှစ်ဖျားလန်းတဲ့ကိုယ်ကနေတုံ့ပြန်လိုက်ပြီးကုပါရုံကနေရာလုတ်ကိုတယ်လီဖုန်းလုပ်ဖို့ကြိုးစားပေမဲ့လုံမရဖြစ်နေပါတယ်။ဒီအချိန်မွေကသူ့ကိုပတ်ထားပြီး စစ်စံကသူ့ခန္ဓာကိုယ်လေ့ကျင့်တော့တဲ့ကြော်ရတဲ့ရှိတွေကိုကုဘာတုံးနဲ့ခေါ်လို့မြကြအောင်ပြောပါတယ်။ဒါကြောင့်ဝမ်ကလည်းကြံအမရတဲ့အဆုံမွေးကိုကော်ပြားနဲ့ထိုးလိုက်တာကြောင့်ရင်းနှီးခန်းလေးမှာမွေးစီကလွတ်ပြီးကုဘာတုံးနဲ့ကိုတယ်လီပို့လုပ်လိုက်နိုင်ပါတယ်။အထက်ရောက်တာနဲ့ရတဲ့ကြောက်တုံးတွေကိုဆွဲရင်ထိုးယူဖို့သူကပြောပေးမယ်။စစ်စံကသူ့ချိန်မှာဆွဲရင်ကြောက်သက်သက်လုံးရှိပြီးအဲ့ဒါတွေကိုပေါင်းစပ်နိုင်ကြအောင်ပြောပြလာပါတယ်။ဆွဲရင်ကြောက်တွေကိုအစင်းနဲ့အစင်းအလင်းအစင်းနဲ့အစင်းမြင့်အစင်းဆိုပြီးခွဲခြားတာပြီးအစင်းတူကြောက်တုံးလုံးပေါင်းရင်ပိုစင်းမြင့်တဲ့ကြောက်တွေကိုရနိုင်ကြအောင်လည်းပြောပါလေ။ကြောက်တုံးအစင်းတွေကပေါင်းဝင်တဲ့ဆွဲရင်ကကွာခြားမှုရှိပြီး အဆင်းမြင့်ကြောက်တွေကအခြေခံစွဲရင်တွေလောက်ပဲပြီးတဲ့ချိန်မှာအဆင်းမြင့်ကြောက်တွေကပုံများတဲ့စွဲရင်တွေပြင်ထူးခြားတဲ့စွဲရင်တွေတွေပဲရနိုင်ကြအောင်ပြောပြပါတယ်။ဒါကြောင့်ဝမ်ကကြောက်တုံးတွေကိုပေါင်းစပ်ဖို့စစ်ဆန်ကိုပြောပေးမယ်။ပေါင်းစပ်မှုပြင်ပြဖို့ကအချိန်တိုင်းတရားလိုကြောင်းသိလိုက်ရပါတယ်။ဒီလိုနဲ့ system ညွန်ကြားချက်အရာစွဲရင်ကြောက်တုံးကိုလုံးကိုပေါင်းစပ်ဖို့လုပ်ပြီးကြံနှလုံးကစွဲရင်တွေကိုစုပ်လိုက်တဲ့အခါမှာတော့အမြန်လုံးနှမနဲ့စေစွဲရင်လေးမှတိုးလာပါတယ်။ရက်စီလာတဲ့စွဲရင်တွေနဲ့ဝမ်ဟာအပြင်ကမွေကြီးနဲ့ချက်တိုက်ခိုက်ဖို့လုပ်ပါတယ်။ဒီခေါက်တိုက်ပွဲမှာသူကမွေကိုအနိုင်ယူနိုင်လိုက်ပြီမယ်။ မွေကရေထဲကိုကျသွားတဲ့ကြောင်းသူဘာမှမလုပ်နိုင်ဖြစ်သွားပါတယ်ဒီလိုနဲ့ဝင်လေရေထဲကျသွားရင်လောက်ဆိုးဆွဲရင်ကြောက်တုံးကိုယူပြီးပြန်လိုက်ပါတယ်